ချမ်းရီအဲဒီတက်ဖနက်ဆက်ရုံကအလုံသမား6000ကျော်ဟာမေလ14ရက်ကစပြီးဒေးကြီးနေစဉ်ကြီးတိုးမြင့်ရရှိဖို့အတွက်ဆန္ဒပြတောင်းဆိုခဲ့ပြီးတပတ်အကြာမေလ20ရက်မှာတော့သဘောတူညီမှုရရှိခဲ့တယ်လို့အလုံသမားတွေကပြောပါတယ်။ဆန္ဒပြတောင်းဆိုခဲ့ပြီးရပ်ပေါင်း9ရက်အကြာမှာလှုပ်ရှင်ဘက်ကဆက်ရုံလှုပ်သားတွေတောင်းဆိုချက်တွေကိုလိုက်ရောခဲ့တဲ့အတွက်တောင်းဆိုမှုအောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။

ဖြစ်မယ်ကအမန်တရားဖြစ်တဲ့သူအမန်တရားလုပ်နေလို့ကျွန်တော်အများကြီးကျေးဇူးတင်တယ်။သူအခုဆန္ဒပြတောင်းဆိုခဲ့တယ်။ဝန်ထမ်းတုံးပုံပုံဖြစ်ပုံအတွက်ကျွန်တော်အများကြီးခုံယူတယ်။အများကြီးဝန်တာတော့စတားရဲ့ထပ်တို့လည်းများအကုန်လုံးတပည့်စတားရဲ့မိုးရွာရွာနေပူပူမရှောင်နဲ့ကျွန်တော်ကလေးသမီးငှက်တယ်။နောက်တဲ့မိလီစာငှက်တယ်။ကျွန်တော်တို့လူတွေချီးတယ်။အဲဒါကျွန်တော်ဒီနေ့ကျေးဇူးတင်ပြီးတော့ တို့ရောလူတွေငါ့ကိုလိုက်ပြီးတော့ရေပေါ်စီနေအတားရလိုက်ခဲ့တဲ့ဝန်ထမ်းတွေကိုကျွန်တော်ကျေးဇူးတင်ပါတယ်။အခုကျေးဇူးတင်တယ်ဆိုတော့ကျွန်တော်တို့ပါဘူးကျွန်တော်တို့က6လပိုင်းနေနေကြကျွန်တော်တို့ဟိုတိုးရဲ့လမ်းကအကျိုးဝင်ပါမယ်အကျိုး။ဒေးချင်း9200ကနေ600တိုးပေးပြီး9800ထောက်ပံ့ကြီးတိုးပေးတာက3800နဲ့အစိုးရထောက်ပံ့ကြီး2000စံပိုးစီဘိုးက400ကိုအရင်တိုင်းပေးရသွားမှာဖြစ်တာကြောင့်ဒေးကြီးစုစုပေါင်း12000ရရှိသွားခဲ့တယ်လို့ဆိုပါတယ်။ တောင်းဆိုမှုပြုလုပ်ခြင်းအတွင်းစေယုံဘက်က DG ချက်900တိုးပေးမယ်ဆိုပြီးသဘောတူစာချုပ်ချုပ်ဆိုခဲ့ပေမယ့်အဲ့ဒီသဘောတူညီချက်ကိုလုံတမားရိဘက်ကလက်မခံနိုင်တာကြောင့်ဆက်လက်တောင်းဆိုမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်အောင်မြင်မှုရရှိခဲ့တာပဲဖြစ်ပါတယ်။အာမတိုင်းပြည်နောက်ပိုင်းကစလို့အလို့ရှင်တွေဟာလုံတမားခွင့်ရေးတွေကိုချောင်းထိုးတာပြီးလောက်ခလာစာအပြေဝမပေးတာအချိန်ပိုကြီးမပေးတာလုံငန်းရင်နာပြီးနောက်ပိုင်းလုံတမားတွေကိုရော့ကြီးမပေးတာတွေရှိနေတယ်လို့လုံတမားရေးဆောင်ရွက်နေသူတွေကလည်းထောက်ပြကြပါဗျာ။ 20ဟောင်းအလုပ်သမားကြီးပေါ့နော်ဒီခဏရဲ့ကြာနေတဲ့အချိန်မှာသူတို့လူချင်းနေတဲ့အနေဆုံးလောကလာစာပေါ့နော်သူမြင်ပြီးဖို့အတွက်စူပေါင်းတောင်းဆိုမှုကိုအောင်မြင်နေဆိုတာကျမတို့တည်ရဲ့အပေါ်မှာ ကျမတို့အလုံးသမားရင်းနဲ့အတူတူအထက်တူဝမ်းသာရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာကျမတို့အလုံးသမားတွေကကိုယ့်ရဲ့အဖွင့်ရိုးကိုကိုကိုယ်တိုင်တောင်းဆိုပြီးယူရတဲ့အချိန်ကြီးဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့စီးလုံးညီညွတ်ခြင်းသာလဲကျမတို့အောင်မြင်ခြင်းဖြစ်တယ်ပေါ့နော်။ဒါကျမတို့ရှေ့ဆက်ပြီးတော့လဲ ကျင်ချိုင်းမှရှိရလို့ဓမ္မတွေအားလုံးကိုယ့်ရဲ့ရရှိရအခွင့်အရေးကိုကိုကိုတိုင်းတောင်းဆိုပြီးသားဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့လေဒီခွင့်အရေးကိုဆက်လက်ရရှိဖို့အတွက်ကာကွယ်ဖို့လိုအပ်ပါတယ်လို့ဒီမှာအနေနဲ့ပြောချင်ပါတယ်ပေါ့နော်အခုလောက်အတွင်းမှာပဲရန်ကုန်မြို့ကမြန်မာလုံခြံမြန်မာရှောင်းဟီအထယ်ချုပ်စက်ရုံး ထန်ရှင်ဖက်ရှင်မြန်မာအထည်ချုပ်နဲ့ True Green City ကော်စီစက်ယုံတို့အပါအဝင်စက်ယုံတချို့မှလည်းအ ਨੇ ဆုံးလောက်ခလာစာတုံ့မြင့်ပေးရင်တောင်းဆိုညှိနှိုင်းရတဲ့ညင်းပွားမှုတွေရှိနေသေးတယ်လို့အလုံသမားအဖွဲ့အစည်းတွေထံကနေသိရပါတယ်စစ်ကောင်စီကအလုံသမားတွေကိုတရက်လောက်ခအပူထောက်ခံကြီးအဖြစ်ကျက်တထောင်နှစ်ကြိမ်တိုးမြင့်ပေးဖို့တတ်မှတ်ခဲ့တာကြောင့်ကျက်6800ဖြစ်လာပြီမဲ့ကုံစင်းနှုံကြီးမြို့မှုနဲ့မြမကျက်ငွေတန်ဖိုးကြဆင်းလာမှုတွေကြောင့် ီလौခလစာနှုံထားက2018ခုနှစ်မှာရှိနေခဲ့တဲ့လौခလစာနှုံထားရဲ့ထောက်ဝက်တန်ဖိုးဖြစ်နေတယ်လို့မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံလုံသမာတမကများအဖွဲ့ချုပ် MICA ကမေလ14ရက်နေ့မှာထုတ်ပြန်ထားပါတယ်။